native speaker တွေပြောတာကိုနားလဲခြင်းနဲ့ဆိုရင်ဒီ linking sounds တွေကိုနားလဲမှရမှာเนาะဒါမှ तू อ่ะအဲ native တွေပြောတဲ့ခါကျရင် तू ဘာပြောလဲဆိုတာကိုနားလဲမှာเนาะဟုတ်ပြီဒါလေးတွေအရေးကြီးတယ်ဗျဟုတ်ကြည့်ကြအောင်เนาะဒီ linking ဒီအတန်တွေကိုလေ link လုပ်တဲ့ပုံစံ၃ခုရှိတယ်ပထမတစ်ချက်ကဘာလဲဆိုရင် consonant to vowel linking consonant ဆိုတာဒီစကလုံးတစ်လုံးမှာအဆုံးသတ်အတန်က ဒီဘီးတန်နဲ့ဆုံးတယ်ဗောနော်အဆုံးသက်အတန်ကအဲပြီးတော့နောက်ထပ်စကလုံးတစ်လုံးကကျွန်တော်ဒီတရားတန်နဲ့စတယ်ဗားဝဲတန်နဲ့စတယ်ဗောနော်ဟုတ်ပြီနမူနာဝါကြလေးကြည့်ကြအောင်နမူနာစကလုံးလေးကြည့်ကြအောင် pick ဒါဆိုရင်ဒီအဆုံးသက်တန်ဘီးတန်နဲ့ဆုံးတယ်ဒီဘက်က it it ကကြတော့ဒါ it it ဆိုကြတဲ့တရားတန်တရားတန်နဲ့အအတန်ပိုင်းဒါတရားတန်လीဟလား တရာတန်နဲ့စတယ်ဘီးတန်နဲ့ဆုံးပြီတရာတန်နဲ့စတယ်ဆိုရင်အဲ့ဆိုရင်ဘီးတန်ဒီလိုဖိပြီးဆိုပြရမှာ pick it အဲ့လိုမဆိုတော့ဒီခတန်လေးကဒီအတန်ပေါ်မှာဖိဆိုလိုက်တော့ pick it pick it pick it မဆိုနော် pick it pick it အဲ့ဒါဆက်ဆိုလိုက်တယ်ဖိဆိုလိုက်တယ် pick it ဒီမှာလည်းအဲ့လိုပဲထတန်နဲ့ဆုံးတယ်အတန်နဲ့စတယ်ဆိုတော့ဖိဆိုလိုက်တော့ tap pick it up အဲ့လိုဖတ်မယ်နော် pick it up အဲ့လိုမဆိုနော် pick it up ဘာလို့လဲဆိုတော့ဟလာဒီတရဒန်နဲ့ပြီးတန်နဲ့ဆုံးပြီးဒီတရဒန်နဲ့စတဲ့ဟာကို pick ဆိုလိုက်တော့ pick it up အဲ့လိုပဲ read ပြီးတန်နဲ့ဆုံးတယ်နော် consonant တန်နဲ့ဆုံးတယ်ဒီဘက်ကအာ a ဆိုတော့ဒါအာအာဆိုတာဒါပါဝယ်တန်နဲ့စတယ်ဆိုတော့ pick ဆိုလိုက်တော့ reader reader read a ่า BOT เป็น read BOK เพียมันนะ read a book read a book read a book สาวผัดบ่าวนะ read a book นะทุกู put it put it on สาสุเลยด์ put it on put it on มั้งนะ put it on not at all not at all อะไรผัดเนาะเ้าไปด่าจ้ะรอที่ consonant အတန်းနဲ့ vowel နဲ့ link လုပ်တဲ့ပုံစံပေါ့နောက်တစ်ခုကျ vowel to vowel vowel to vowel ကျ၃ခုရှိတယ်တစ်ခုနှစ်ခုသုံးခုရှိတယ်ဟုတ်ပြီပထမအဆုံးသက်တန်ကကျွန်တော်တို့ဗဇက်ကနေပြီးတော့မှဒီလိုမျိုး wine နဲ့ပုံစံလေးပေါက်နေတဲ့အတန်နဲ့ဆုံးနေဆိုရင်တော့ w တန်နဲ့ဆက်ပြီးတော့မှ w တန်နဲ့ဆက်ပြီးတော့မှဆိုပေးရမယ်ဥပမာ do ကျွန်တော် do ဆိုတဲ့အတန်ကိုထွက်လိုက်ရင် do ဆိုရင် ဒီဘက်ဆက်လေးက y နဲ့ပုံစံဖြစ်နေရပေါ့နော်အဲ့လို y နဲ့ဘက်ဆက်အဆုံးသက်တမ်းကဘက်ဆက်လေးက y နဲ့ပုံစံဖြစ်နေတယ်နောက်က vowel နဲ့စရတယ်ဆိုရင်ဂျားထဲမှာ w တန်နဲ့ဆက်ပြီးဆိုပြရမယ် do it လို့မဖတ် do it လို့ဖတ်နော် do it do it ဟုတ်ပြီနောက်တစ်ခုကကြဘာလဲဆိုရင်ရရအတန်နဲ့ဆက်ပြီးဆိုပြရမှာဥပမာ ဒီစကလုံးက T ဆိုတော့ Y နဲ့ပုံစံဆိုရင် W တန်နဲ့ဆက်ပြီးဆိုပြရမယ်ဒီလိုမျိုးပေါ့နော်ဖတ်လိုက်တဲ့ခါမှာစကလုံးတစ်လုံးဖတ်လိုက်တဲ့ခါမှာဗစက်ကအဲ့လိုပြဲတယ်လို့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော် T T ရေ T M M A C C အဲ့လိုဗစက်ပြဲတဲ့ပုံစံမျိုးဖြစ်နေတယ်ပြီးတော့နောက်က vowel နဲ့စရတယ်ဆိုရင်ဂျားတွေကဘာတန်နဲ့ဆက်ပြီးဆိုပြရမယ်ဆိုရင် y ရတဲ့နဲ့ဝိုင်းတဲ့ရတဲ့ပေါ့နော်ရတဲ့နဲ့ဆက်ပြီးဆုံးမယ် see it လို့မဆိုတော့ see it see it ဒါကြတော့တခုနောက်တစ်ခုကကြတော့ r a r r a ရှာလိုက်တဲ့အတန်ပေါ့နော်ရှာလိုက်တဲ့အတန်စကောင်းတစ်လုံးကိုဖတ်လိုက်တဲ့အခါမှာအဲ့လိုမျိုးပေါ့နော် r a than နဲ့စုံနေတယ်ပြီးနောက်က vowel နဲ့စနေတယ်ဆိုရင်ဂျားထဲမှာ ba than နဲ့ဆက်ဆိုပြရမယ်ဆိုရင် r a than နဲ့ဆက်ဆိုပြရမယ်ဥပမာ far far ဆိုတာအဆုံးသက်တန် ra တန်လေဒီဘက်က away ဆိုတာကဒါ far away နဲ့စတယ်နှစ်ခုကိုဆက်ဆိုလိုက်တော့ far away ra တန်နဲ့ဆက်ပြီးဆိုပြီး far away အဲ့လိုဖတ်တယ်နော်ဒါကြောင့် far away to far away linking ပဲနော်နောက်ထပ် consonant consonant နဲ့ consonant နဲ့ဆက်ပြီးဆိုတာပေါ့နော်အဲ့ဒါကြောင့်ကြည့်ကြအောင် big big အဆုံးသက်တန်ဒါ d တန်နောက်ထပ်စကလုံးရဲ့အစတန်လည်း b တန်အဲ့ဆိုရင် တက်တန်းကိုဖျောက်ပြီဆိုမှအမ BIG 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 ဒီက game big game big game အဲ့လိုမျိုးဆိုတော့ရှေ့ကကားတန်းဂျီတန်းကိုဖျောက်ဆိုလိုက်တော့မယ် big game ဆိုရပြီနော်အဲ့လိုပဲ last ထတဲ့နဲ့ဆုံးတယ်ဒီဘက်က time ထတဲ့နဲ့ပဲစတယ်ဒါပေမဲ့ဟလာဆိုတဲ့ခါကျရင်ရှေ့ကဂျီတန်းကိုဖျောက်ဆိုလိုက်တော့ last time ဆိုရပြီအဲ့ဒါကို last time ဆိုရမလို့တတန်ဖြောက်ပြီးဆိုလို့ရတယ်နော်အဲ့လိုပဲ good day good dadan dadan နဲ့ဆုံးဒီဘက်ကလည်း dadan နဲ့စအဲ့ဒါကိုရှေ့အတန်ဖြောက်ဆိုလိုက်လို့ရ good day ဆိုရပြီနော် good day ဆိုပြီးဆိုရမလို့ good day ဆိုရပြီ big game last time last time အဲ့လိုဆိုရမလို့ last time ဘာလို့လဲဆိုတော့အဆုံးသက်တန်လဲပြီးတယ်အစတန်လဲပြီးတယ်အဲ့လိုမျိုးပေါ့နော် consonant to consonant ဆိုရင် တတန်ပဲဆိုပြရမယ်တတန်ကိုဖြောက်ပြီးတော့ဆိုပြရမယ်နော် big game ဟုတ် big game ဒါလောက်ဆိုရင်ဟလာဒီစကလုံးလေးတစ်လုံးနဲ့တစ်လုံး link လောက်တာကိုနားလဲပြီလို့ထင်ပါတယ်နော်အကုန်လုံးမှာဒီ၃မျိုးပဲရှိတယ် consonant to vowel linking ရယ် vowel to vowel linking vowel to vowel linking ရတာ၃ခုရှိတယ်ဒါလေးကိုမှတ်ထားဖို့လိုရယ်နော်အဲဒါလေးကဟလာဘယ်လိုအခြေအနေမျိုးမှာဗဇက်ကို y ဟလာဗဇက်ကိုအတန်တော့က y နဲ့ပုံစံမျိုးဆိုရင် ဲ့လား W than what than နဲ့ဆက်ဆိုပြရမယ်ဘဇက်စကလုံးတစ်လုံးဆိုလိုက်လို့ဒီလိုမျိုးပေါ့နော်ဘဇက်ကိုဟဲ့လားပြဲနေတဲ့ပုံစံမျိုးနဲ့ဆုံးနေဆိုရင်ဟဲ့လားဟို wine ရတဲ့နဲ့ဆက်ဆိုပြရမယ်စကလုံးတစ်လုံးဆိုကြည့်လိုက်လို့ rather ပေါ့နော်ရှာလေးတဲ့ rather နဲ့ rather နဲ့ဆုံးနေဆိုရင်အဲ့ rather နဲ့ဆက်ပြီးတော့ဆိုပြရမယ်ဒါကတော့ vowel to vowel linking consonant to consonant ဆိုရင်တော့ဟဲ့လားဒီလိုမျိုးပေါ့နော် ရှေ့ရခွန်စနစ်တောင်ဖြောက်ပြီးတော့မှဆိုပြရမယ်ဥမာ big game mode တော့ big game ဆိုရပြီ last time mode last time ဆိုရပြီ native speaker တွေပြောတာကိုကိုကနားလဲခြင်းနဲ့ရုပ်ရှင်တွေကြည့်တဲ့ခါကျရင်ကို listening skill ကောင်းခြင်းနဲ့နားလဲခြင်းနဲ့ဆိုရင်ဒီစကလုံးတွေချိတ်ဆက်အတန်ထွက်ပုံကို နားလည်ဖို့လိုတယ်เนาะ linking sounds ပေါ့เนาะဒီဒါတွေကိုသိဖို့လိုတယ်အဲအဲ့လိုမျိုးမသိဘူးဆိုရင် तू ဘာပြောလိုက်တယ်ဆိုတော့သိမှာမဟုတ်ဘူးပြီးရင်ကိုကိုတိုင်းပြောတဲ့ခါကျရင်လည်းဒါမျိုး ဟာလာဒီ linking sounds ရဲ့သဘောသဘာဝကိုတိထားမှာပြောတဲ့ခါစဖတ်တဲ့ခါကျရင်ပြ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 ဖတ်နိုင်မှာဟုတ်ပြီပုံမှန်အားဖြင့်စကလုံးတစ်လုံးနဲ့တစ်လုံးချိတ်ဆက်အတန်ထွက်တဲ့ပုံစံ၃ခုရှိပထမတစ်ခုကဘာလဲဆိုရင် consonant vowel consonant ဆိုတာကတော့ပမာလို့ဆိုရင် p p vowel ဆိုတာက စကလုံးတစ်လုံးရဲ့အဆုံးသက်အတန်ကအဲ့လိုမျိုးပြီးတန်နဲ့ဆုံးနေမယ်။နောက်စကလုံးတစ်လုံးရဲ့အစာကတရတန်နဲ့စာနေမယ်ဆိုရင်သူကအဲ့ပြီးတန်တရတန်ပေါ်မှာဖိပြီးဆိုပြရတယ်။ put it အလုံးစုံတစ်လုံးချင်းစီခွဲမဆိုသူတို့နှစ်ခုကို link လုပ်လိုက်တယ်။ဖိပြီးတော့ link လုပ်လိုက်တယ်။ put it t i n t tit ဖြစ်သွားတာပေါ့နော်။ put it လို့မဆို put it ပို့ပြီးတော့ဖတ်တာလဲပို့ပြီးတော့ဗာပြီးတော့ အဆင်ပြေလွယ်ကူချောမွေးစီတယ်ပေါ့နော် put it အဲ့လိုပဲ look at အော် p ဆိုလိုက်တော့ look at k a t cat ဒါဆိုရင် t a t sorry t i n t tit put it အဲ့လိုဖြစ်သွားတယ်အဲ့လိုပဲ s i n t sit pass it pass it torn အဲ့လိုဖြစ်တယ်နော်အဲ့ဒါတစ်ခုနောက်တစ်ခုက vowel ပထမစကလုံးတစ်လုံးရဲ့နောက်ဆုံးအဆုံးသက်တန်ကလည်းတရတန်နောက်တစ်လုံးရဲ့အစတန်ကလည်းတရတန်အဲဆိုတရတရချိတ်ဆက်တာဘလို့ဆိုရဆိုပေါ့အဲတရအဘာဝဲဘာဝဲနဲ့ဘာဝဲနဲ့ချိတ်ဆက်အတန်ထွက်ပုံကြီးက၃ခုရှိတယ်သူ့မှာပထမတစ်ခုကဘာလဲဆိုရင်ပထမစကလုံးကပထမပုံစံဘလို့ပြောလဲဆိုရင်စကလုံးတစ်လုံးဖတ်ကြည့်လိုက်လို့ပါဇက်က white ဒီလိုမျိုးပေါ့နော် white နေတဲ့ပုံစံ go လိုမျိုးပေါ့နော်ကိုယ့်ဗဇက်အနေထားအဲ့လိုမျိုးဝိုင်းနေတဲ့ပုံစံဝိုင်းနေတဲ့ပုံစံမျိုးအတန်ထွက်တယ်နောက်ကဘာဝင်နေဆုံးနေဆိုရင်ဘာနဲ့ကြားထဲမှာဟလာဆက်ပြီးတော့ဆိုပြရမယ်ဆိုရင် debut dan နဲ့ go on go on မဖတ်ဘူး go on go on အလိုဖတ် go on ဘာလို့လဲဆိုတော့ဒီ go ဆိုတဲ့အတန်အတန်ထွက်လိုက်အောင်ဗဇက်ကဝိုင်းနေတဲ့ပုံစံ နောက်ကဖာဝဲဆိုတော့အဲ့ဆိုရင်ဂျာထဲမှာ W ဝါဒန်လေးနဲ့ဆက်ပြီးတော့ဆိုပြရတယ်အကြောင်မလို့ Gowon Go on မဟုတ်နော် Gowon အဲ့လိုဖတ်တယ် You you are အဲ့လိုမဖတ်ဘူး you are you are အဲ့လိုဖတ်နော် you ဆိုတာလည်းပါလဲဒါကြလေးက why နေဒီဘက်က ar e r ဆိုလိုက်တာတရတန်အဲ့ကြတော့ဟော you were လို့ဖတ်ပြရတယ်နော်အဲ့လိုမျိုးပေါ့နော်ဗဇက်အနေထားက why နေတဲ့ပုံစံ အဝိုင်းပုံစံထွက်တဲ့စကလုံးလေးနောက်ကနောက်က firewall ထပ်လိုက်တယ်ဆိုရင် debut တန်နဲ့စက်ပြီးဆိုပြရတယ်နော်နောက်တစ်ခုကျတော့ဗဇက်ကရည်တလိုမျိုးပြဲသွားတယ် ee ရဲ့အဲ့လိုပုံစံမျိုးပေါ့နော် ee ပေါ့နော်အဲ့လိုပုံစံမျိုး she we အဲ့လိုမျိုးပေါ့နော်ဗဇက်ကအဲ့လိုမျိုးအနေထားပြဲတဲ့ပုံစံမျိုးဆိုရင်သူက why ကြာတယ်နဲ့စက်ပြီးဆိုပြရတယ်အဲ့ကြောင့်မလို့ she is လို့မဖတ်တော့ဘူး she is she yes အလိုဖတ်ရတယ်နော် she is we are မဟုတ်ဘူး we are we are အလိုဖတ်တယ်နော် we are အလုံးတော့ we လို့ she လို့ကအတန်အဆုံးသက်တန်ပြဲနေတဲ့ပုံစံမျိုးပတ်သက်ကလို့ရည်သလိုမျိုးပြဲတော့ပုံစံမျိုးအဆိုရင်ဟလာရတဲ့နဲ့စပ်ပြီးဆိုပြရတယ် she is we are အလိုဖတ်တယ်နော်နောက်တစ်ခုကကျတော့ are ra 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 than ပေါ့နော် ဘာမှလို့ပြောမယ်ဆိုရင် rat rat ရှာလိတ်တဲ့ပုံစံအဲ့ဆိုရင်ရှာလိတ်တဲ့အတန်ဖိပြီးတော့ rather နဲ့ဆက်ပြီးဆိုပြရမယ် rather နောက်က vowel ပေါ်မှာဖိပြီးတော့ဆိုပြရမယ် far far away မဟုတ်ဘူး far away far away for example မဟုတ်ဘူး for example for example အဲ့လိုဖြစ်တယ်နော်အဲ့လိုမျိုး vowel plus vowels ချိန်စနစ်ကသုံးခုရှိတယ် ဘဇက်ကအနိထားဝိုင်းနေတယ်ဆိုရင် W တန်နဲ့ဆက်ပြရမယ်ဘဇက်အနိထားပြဲနေတယ်ဆိုရင်ရအတန်နဲ့ဟလာဆက်ပြရမယ်နောက်တစ်ခုကကြတော့ ra ra အဲ့လိုမျိုးပေါ့နော် ra အတန်နဲ့ဆိုရင်ဒီ ra အတန်နဲ့ဆက်ပြရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ consonant consonant ဒီကကြတော့ဘလိုမျိုးချိတ်ဆက်ပြီးတော့ဆိုပြရမလဲဆိုရင်ပထမ big game ပထမ garden ကို ချက်ပေးလိုက်အောင်မယ် big gain big gain အဲ့လိုမျိုးဆိုကြမလို့ good day sorry good dog အဲ့လိုဆိုကြမလို့ပထမအဆုံးသက်တောင်ဖြောက်ဆိုလိုက် good dog အဲ့ဆိုရပြီ stop pushing stop pushing ဆိုရပြီเนาะအဲ့ဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ်เนาะအဲ့ဒီဗီဒီယိုလေးအကျိုးရှိဆိုရင် comment yes လို့မှတ်ခဲ့ပြီးပါเนาะဒီနောက်တော့လောက်ပဲ that's all for today thanks for watching bye bye